ခွားတွေဥလေးတွေကစားိုင်းမှာနေရပါတော့။ဘာအသက်ကဘာနော်89နှစ်ရှိပြီတော်တော်ကြီးနေပြီ။ငလင်းကလှုပ်ပြီးနောက်ခွေးကအပြူအင်းကနောက်ခွေးတစ်ပိုင်းလုံးလို့ပြိုကျသွားတာ။ငလင်းလှုပ်နေပြီငလင်းလှုပ်နေပြီတော့အဲ့လိုဖြစ်နေရလေ။တကယ်တော့မဖြစ်ဘူးတကယ်တော့မဖြစ်ဘူးဆိုတော့သူ့ဘဝမှာတစ်ခါမှတလောက်တိကြီးရဲ့ဒါမခံမမခံစားမကြုံတွေ့ဘူးဆိုတော့တော်တော်လေးကိုရှော့ရတော့တော်တော်လေးကိုရသွားတာပေါ့နော်။ဘဲမောင်ဆိုမသွားရတော့ဖြစ်သွားတော့လေဒီကြောက်စိတ်ကရမ်းဖြစ်နေရောအဲ့လိုလေးဖြစ်နေပါလား။ မကတော့အဖွားအဖွားတွေဒီဥလေးတွေကဒီစခိုင်းမှာနေရပါတော့။အဲငလင်းလှုပ်တဲ့အချိန်မှာကဘာဖြစ်လဲဆိုတော့အဖွားကသူကသူလည်းကံကောင်းတာလည်းပါတယ်ဖခင်တရားလှုပ်တာလည်းပါတယ်။ဘာအသက်ကဘာနော်89နှစ်ရှိပြီတော်တော်ကြီးနေပြီ။အဲ့နေ့ကဖြစ်တဲ့အချိန်မှာသူကနောက်ဖေးမှာထမင်းစားမလို့ထမင်းစားမလို့ချိန်မှာသူကသူလည်းကံကောင်းချင်တော့ပေါ့နော်။ထမင်းနောက်မှာစားမယ်ဆိုပြီးနောက်ဖေးကအထွက်ငလင်းကလှုပ်ပြီးနောက်ဖေးကအပြူ ဲ့လိုမျိုးဖြစ်တာပေါ့နော်တကယ်ကိုမအဖွားကဘာဖြစ်သွားလဲဆိုတော့ short အရန်ရသွားတယ် short အရန်ရပြီးတော့ခုနေ့တိုင်းဖုန်းဆက်နေတော့မှသူကဟိုရှာရီလေးပြီးတော့ဘယ်လိုစကားကမပြောနိုင်တော့ဘူးပေါ့နော်စကားပြောနိုင်မလားဟာငလေးလှုပ်နေပြီငလေးလှုပ်နေလုံးဝကလေးလေးတယောက်လိုဖြစ်ပြီးတော့အဲ့လိုမျိုးပေါ့တော်တော် short ကြည့်ရသွားတော့အဲ့လိုနေ့တိုင်းသူ့ကိုပြန်ပြီးတော့ဖုန်းဆက်ပေးရတယ်သူ့ကိုပြန်ပြီးစိတ်သက်သာရရအောင်ပြန်လုပ်ပေးရတယ်ဆိုတော့အဲ့အဲ့လိုလေးတော့ရှိပါတယ်နေ့တိုင်းငလေးလှုပ်တယ်ဆိုဟုတ်တယ် ဟုတ်တယ်ဟုတ်တယ်ဖုံးဆက်တိုင်းဟာငလီလုံနေပြီငလီလုံနေပြီဆိုအဲ့လိုဖြစ်နေရလေတကယ်တော့မဖြစ်ဘူးတကယ်တော့မဖြစ်ဘူးဆိုတော့အဲ့တော့အင်ကအဖေဆိုရင်လည်းပေါ့နော်ဟိသူလည်းစိတ်မကောင်းဘူးသူအမေဆိုတော့နေတိုင်းလိုလိုမနက်တိုင်းညတိုင်းအဲ့လိုတောက်ချောက်ကိုအချိန်တိုင်းသူဆက်ပေးနေရအဖေမျိုးကမဟုတ်သူအသားသမီးအကုန်လုံးပေါ့နော်အတော်ရီဦးလေးတွေဒီရန်ကုန်မှာရှိရတဲ့သူအကုန်လုံးကဆက်ပေးအမေအကဲကြီးပေါ့နော်အဖွား ဒီရန်ကုန်လာခြင်းလဲဆိုလဲချက်ချင်းသွားခေါ်ပေးမယ်အခုချက်ချင်းကားနဲ့ခေါ်ပေးမယ်အတော့ကျအဲ့လိုမျိုးမသွားရဲတော့မဘဲမအောင်ဆိုမသွားရဲတော့ဖြစ်သွားတော့လေကြောက်စိတ်ကရမ်းဖြစ်နေရောအဲ့လိုလေးဖြစ်နေပါတယ်အသက်က89နှစ်အဘွားတော်တော်ကြီးပြီအဘွားတော်တော်လေးအမကရသမီးကဘာကြီးရှိရပါတော့အဖေရဲ့အကိုသူတို့မိသားစုနဲ့နေရအတူတူနေရပြင်ဖွားရဲ့မိသားစုလည်းရှိရတော့အဲ့လိုမျိုးပေါ့ အဲ့ဥလိနဲ့တူနေတာပေါ့ဟုတ်အဟုတ်တယ်အိမ်ကနောက်ခွေးတစ်ပိုင်းလုံးလို့ပြိုကျသွားတာလို့ပြောတယ်ဟုတ်လူကတော့တယောက်မှတော့မထိခိုက်ဘူးကံကောင်းလို့ပေါ့နော်ဒါအဲ့တော့ကဗာလဲဘာကြီးဆိုပုံဆက်တယ်ငါတို့တကယ်ပေါ့နော်ဖရာတရားလို့တကယ်ကိုအခုမှယုံကြည်တာပေါ့နော်ယုံကြည်ရတယ်ငါတို့တွေကတော့ဖရာတရားအရင်လောက်တာဖရာအဖွာရောဒါမျိုးဆိုအမြဲပုံဆက်တိုင်းပြောရတယ်တပိပထမ်းမြန်ရောပထမ်းရောခင်မွေးဆယ်ပါရောမြေတာတုံးအမြဲပြောနေရငါတို့ယုံကြည်ရပုံွယ်ရပေါ့နော်ငါတို့လုတ်ခဲဖရာတရားလုတ်ခဲကုသကုသကောင်းမှုတွေကြောင့်အခုဒီမှာပေါ့နော်တော်တော်လုတ်ခဲပေါ့အဲ့လိုမျိုးတောင်းနိုင်ပါ đồng ý là

တ်တယ်စိတ်ဓာတ်ရဖြစ်သွားတယ်အသက်လည်းကြီးပြီဆိုတော့လေသူတို့သူတို့ရဲ့ဘဝမှာဟုတ်တယ်သူ့ဘဝမှာတစ်ခါမှလောက်ထိကြီးရဲ့ဒါမခံဘူးမခံစားမကြုံတွေ့ဘူးဆိုတော့တော်တော်လေးကိုရှော့ရတော့တော်တော်လေးကိုရသွားတာသူတို့ဒီလူမညာရှင်နေဆိုရင်လည်းအခုဆိုအကုန်လုံးကကိုတက်နိုင်တဲ့ဘက်ကနေအများကြီးကူညီနေတယ်ဒီ line ပေါ်မှာလူအားငွေအားပြီးရင်တခြားဒီ speak out လုပ်တဲ့ဟာတွေရောအကုန်လုံးကအဖက်ဘက်ကနေကူညီနေပါတယ်ပြီးတော့တခြားပေါ်တော့ဒီကယ်ဆယ်ရေးရသူများအားလုံးလည်းကယ်တင်နေတဲ့အတွက်ကြောင့်မလို့အားလုံးလည်း တောင်းခံထားပါလို့တမျိုးမှလည်းပြောနေတာဒီစကားပဲပြောရုံကလည်းမရှိဘူးပေါ့နော်အဲ့တော့ပြောရမှလည်းတကယ်ဟိုအနာအနာတယ်ကိုလည်းမပြောဝင်ဘူးပေါ့နော်ကိုကိုတိုင်းဆိုရင်တော့လုံးဝတောက်ခံတာမဟုတ်ဘူးတောက်မခံနိုင်ပါဘူးဆိုတော့ဒါမဲ့လည်းများကက်ကက်တင်ပေးတဲ့လူတွေအားလုံးလည်းဒီနေရာနေတကယ်လက်လိုက်ကျေးဇူးအများကြီးတင်ပါတယ်အများကြီးလည်းတမျိုးလည်းအများကြီးဆူတောင်းပေးနေမှာပါလို့ပြောချင်ပါတယ်ကျွန်တော်ကိုတိုင်းလည်းအဲ့လိုဟိုဒီမနက်တပတ်ခါပေါ့နော်ဟိုကအဲ့မှာအမရပူရမှာဟို လုံးဝအဲသူကကျွန်တော်လမ်းချောင်းကလုံးဝအဆင်မပြေတော့လုံးဝလမ်းနေရပြိုသွားဆိုတော့ဒီတော့ကဘယ်တော့လည်းမသိဘူးကျွန်တော်လည်းမေ့သွားတယ်အဲအဲမိုင်ပေါ့နော်အဲမိုင်ထိပဲဟိုကားကသွားလို့ရဆိုတော့အဲတမိုင်လောက်ကိုကျွန်တော်ကလမ်းလျှောက်ပြီးတော့အဲရွာဝင်ရမှာအဲမှာအတေပြောက်တွေအများကြီးရှိတယ်အနက်တွေပေါ့နော်လုံးဝအဆင်မပြေဘူးဆိုတဲ့အခြေအနေမှာအာကျွန်တော်အဲ့နေရာသွားဖို့ရှိတယ်။သွားဖို့ရှိရပြီးတော့အဲ့မှာကျွန်တော်ဟိုကျွန်တော်အခုလက်ရှိကျွန်တော်ရဲ့ Facebook account မှာအလူခန္ဓာတွေရှိတယ်။ဟို သိင်းကနေ၁၀၁၀ကြီးပေါ့နော်အဲ့လောက်တော့ရှိရဲဆိုတော့အိမ်မှာဟောထပ်ပြီးတော့ပေါဝင်လူတန်းမဲ့လူတွေလည်းဖိတ်ခေါ်ပါတယ်ပြီးတော့အခုလို့လမ်းသွားရနေလည်းလူတန်းပေးလို့ရပါတယ်ပြီးတော့နောက်တစ်ခုကကျွန်တော်တို့အခုဒီစကိုင်းစကိုင်းပေါ့နော်ဒီကစကိုင်းစကိုင်းကိုလည်းတောက်ဖို့ရှိပါတယ်ကျွန်တော်ကိုယ်တိုင်လည်းဟိုဟိုဆေးပညာနဲ့ပတ်သက်ပြီးတော့နည်းနည်းလည်းတိထားတာပေါ့လေအိမ်မှာဟို volunteer အနေနဲ့ပါရမယ်ဆိုရင်လည်းပါပါပါဒီအကူအညီတွေလည်းအများကြီးလာနေပါပြီပြီးတော့လည်းအခုဒီမှာဆိုလို့ရှိရင်အမှုပညာရှင်တွေအကုန်လုံးက လည်းအားစိုက်ပြီးတော့ဒီမှာအလူခံနေတာဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲအားတင်းထားပေးပါသမီးတို့ဆိုလို့ရှိရင်လည်းငွေအခြေအားဖြစ်မတက်နိုင်ပေမဲ့ကိုယ့်ရဲ့ဒီ physical effort ပေါ့နော်ကိုယ်လုံးနိုင်တဲ့ဒီအလူခံပေးတာတွေလုပ်ပေးနိုင်တယ်ပြီးတော့ speak out တွေတွေလုပ်ပေးနိုင်တယ်အဲ့ဒါဖြစ်တဲ့အတွက်ကြောင့်အားလုံးပဲအားတင်းထားပါရောက်လာပါတော့ပြီးတော့တခုတောင်းဆိုချင်တာပေါ့နော်လူမျိုးအားလုံးခက်ခဲနေတဲ့အချိန်မှာပေါ့ကိုယ့်ရဲ့ personal account ကနေပြီးတော့အဲ့လိုမျိုးပေါ့သတင်းတွေကိုအဲ့လိုဖြစ်စေမဲ့အားတွေမတင်ဖို့တောင်းဆိုချင်ပါတယ်ဟိုဟာပေါ့နော်ဟိုဟာ တင်လိုက်တဲ့ဟာတစ်ခုပဲ share ပေးပါ credit တွေလုပ်ပြီးတော့ဟိုတည်င်းအမားဆိုရင် share တဲ့ဟာတွေတစ်ခုတစ်ခုဖြစ်ရင်တော့အနောက်ကဟာတွေပြတ်သွားပြီလေနော်ဟိုကတည်င်းတည်င်းအမားဆိုရင်တော့ပြောပါအဓိကအဲ့ဒါပါပဲအဲ့ဒါပဲကြောက်ရွံ့ဆုံးပါမလုပ်ပါနဲ့လို့ပဲပြောချင်ပါတယ်